မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့အစိမ့်ရောင်ရက်ဆွဲများထွင့်တင်ကွယ်လွန်ခြင်းအမတ်တရစာအုပ်မှာဆီယမနှိဝင်ရင်းရေးသားသောအစိမ့်ရောင်ရက်ဆွဲများဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်ဒီကနေ့14ရက်17လ2004နေ့ မှတ်မှတ်ရရထူးဝင်တဲ့ဆုံးတာ၃လပြည့်သည့်နေ့ သူက14ရက်8လ2004နှစ်မှာဆုံးသည်အမှုပညာရှင်တယောက်ဆုံးမသွား၍ဝမ်းနေတာထက်များစွာနှမျောတတဖြစ်เสียကောင်းသည်ကို သူ့ဇာပနာမြင့်ဝင်းကအထင်ရှားဖြစ်စေခဲ့သည် သူကတည်ရေးเสียအဆိုတော်ဂိတပညာရှင်အမှုပညာစာပေမှာကဗျာเสียရှက်မှုကြောင့်ကျမမှာသူ့အကြောင်းရေးရန်ပြည့်စုံလုံလောက်သောအကြောင်းချက်များစွာမရှိပါဒါပေမဲ့ကျမပဝင်းကျင်ရှိအမှုပညာရှင်များစွာက သူနဲ့ဆက်နွယ်ပတ်သက်နေကြသည် ူအကြောင်းပြောမကုန်အောင်ရှိနေကြသည်။သူနှင့်ကျမကဒစိမ့်သက်သက်တော့မဟုတ်။မြန်မာတန်းတိကျွမ်းနေကြသူများလည်းဖြစ်သည်။လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ကာလများ1990 90ခုနှစ်လောက်တွင်ပသိမ်မြို့မှာမွေ၍မော်လမြိုင်တွင်ကျောင်းပြီးသောထူအိမ်တွင်သည်အမေအိမ်တစ်ချင်းကိုမြန်မာတိုင်းနိုင်ငံလုံးကလူငယ်တွေနှုတ်ပြမှစီးဆင်းစေအောင်ဖန်တီးနိုင်စွမ်းရှိခဲ့ခြင်းအမှုပညာမှလွဲလျင်ဘာကူမှမမတ်မောသူတယောက် အချီနောင်များထိမ့်ချုံမှုများစွာကိုကြောက်ရွံ့သူတယောက်သူ့ကိုမြင်တိုင်းဘာလံမဟာဗန္ဓုလပန်းချံလန်ဝင့်ကျင်မှာဂျင်းအပြာတထဲနဲ့ခောက်ထုတ်ခောက်ပြန်ရှောက်နေတတ်တာမျိုးသပင်တွေကွေ့ကွေ့ကောက်ကောက်ဖြူစွတ်သောအသားရည်မှာခပ်ပိန်ပိန်ရှည်ရှည်လေးနဲ့မျက်မှန်ပါဝါထူကြီးကလည်းသူ့ရဲ့အမှတ်သားဖြစ်ခဲ့သည်ထိုကာလများကကျမမှာတငယ်ချင်း၄ယောက်ရှိခဲ့သည်ဂိတလောကနဲ့လုံးဝပတ်သက်နေသော စာပေအမှုပညာနဲ့ပတ်သက်နေသောသူများသာ ီလိုဒီလိုခင်မင်နေကြသူတွေကကိုစီအမှုပညာသမားတွေဖြစ်တော့ခါတေးရေမော်စောတေးအမတန်ချစ်လာစွာသောအဆူတော်ထုဝင်တင်သည်လဲကျမတို့နဲ့မေထူးခေါ်ပြောစည်ရင်ဝင်ခဲ့လေသူကပကာသနာကိုအလွန်မုန်းဟန်တွေ့သူကြည့်လိုက်လဲအလွန်စိတ်လက်အေးနိုင်စွာတွာလာနေထိုင်တဲ့ဘာဆောင်ရောက်မှသူ့မှာမရှိ သူ့မှာရှိနေတာကအမှုပညာတွေမှန်းသိတာလိုက်သူ့အမှုပညာတွေက အရာရာကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ဤ ကျမအမှတ်မိသေးသည်အရင်က မဟာဗန္ဓုလပန်းရံလန်းကတေးတန်တွင်းဆိုင်တွေပြီးမှတင့်မွေးအေးဆိုင်ရှိထိုအေးဆိုင်မှာကျမတို့တငယ်ချင်းတွေအေးတောင်းနေကြရင်ထိုဝိုင်းသို့ထွင်တဲ့လာထိုင်သည်သူကကျမ၏ရုံယူနီဖောင်းဝတ်စုံကိုကြည့်ပြီး ကျွန်တော်အဲ့ဒီဝတ်စုံတွေမြင်စိတ်ထဲလေးလံနေတယ်ရုံဝတ်စုံဝတ်ထားရင်ကျွန်တော်တို့စကားပြောရတာမလွတ်လပ်သလိုပဲတဲ့နောက်သူကဆက်ပြောသေး၏ရုံဆိုတာဘာလို့ရလာလဲတဲ့ ထူဝင်တယ်ဆိုတာအဲ့ဒါပါပဲကျမဘုရားမှာမှတ်မှတ်ရရကိုရှိခဲ့ဘူးတော့ဖြစ်ပါထိုစဉ်ကထူဝင်တယ်ပြောသမျှကျမကရည်နေမိအတော်ကြီးကိုရည်စရာကောင်းသူတယောက်ဟုပြောပြီးကျမကယုံဆိုတာဘာဘလို့နဲ့ရှေ့ကြစွာရှင်းပြခဲ့ပေမဲ့ ထိုစဉ်ကလေးကထွင်သိင်းဤကင်းလွတ်နေမျိုးကိုခံမှန်းမိသည် သူကဝန်နှန်းဆိုတာကိုမသိသူသည်စီမင်းဥပဒေများကိုမွန်းကျက်သူတယောက်ဆိုတာမှကောင်းစွာသိနာလေခဲ့ရပါသည်နောက်တစ်ချိန်စုံနာက သူနဲ့သူ့ချစ်သူမတ်တွယ်တွယ်ထွေးတို့လက်ထပ်ပြီးလေထံကုန်းမှာလာထိုင်စဉ်တရက်ပေါ့ 1995အလွန်ကာလများပဲဖြစ်ပြီဒီတုန်းကကျမကရွံ့နူရီမဂဇင်း၏အယ်ဒီတာကျမနေထိုင်သောလမ်းသည်မဂဇင်းတိုက်တရှိရာလမ်းနဲ့တလမ်းနဲ့မို့အယ်ဒီတာလုပ်ကိုနေဆိုင်ညဆိုင်ခြိတက်နေစေကာလသတင်းကောင်းမှန်သမျှစာမျက်နှာပေါ်တင်လို့သောအယ်ဒီတာလက်သစ်တို့၏ပညာကမ်းတွေထုတ်သုံးခြင်း ကျမအက်ဒီတာစပွဲရှိမှာတစုံတယောက်လာပြောသောသတင်းထက်ကျမကိုယ်တိုင်မြင်တွေ့သောသတင်းကိုသာထည့်လေရှိတိုက်တိုက်ဆိုင်ဆိုင်ထူးဝင်တဲ့မိသွယ်သူကမိသွယ်ဟုခေါ်၍ကြံသူများကလည်းနှုတ်ကြိုးစွာလိုက်ခေါ်နေမိပါသည်သူဝင်တဲ့မိသွေတို့အတူရှင်သွဲပြီးလာတော့ကျမကလက်ထပ်လိုက်ပြီလားဟုအကြသတင်းကိုအတည်ပြုသည်။ဘာကြောင့်ဆိုတော့သူကမိသွေပခုံးကိုရဲရဲတင်းတင်းဖတ်လို့မိသွေကရေခဲမုံလေးစားလို့ပြုံးပြော်နေကြသည့်အတွင်ကလေးလေးမှတကယ်ပြီးပြီးကလေးငယ်တယောက်ကြီးအပြုံး ပြုံးပြုံနေသောထူးဝင်သည့်ဤနှုတ်မှာဟုတ်တယ်လက်ထပ်လိုက်ပြီတဲ့တိတ်တေးကြသောသတင်းကိုရရှိခဲ့သောကျွန်မသည်ရွံ့နူဝေစာမျက်နှာပေါ်မှာထူးဝင်သည့်ဤလက်ထပ်သတင်းထည့်ခဲ့သောပထမဆုံးအက်ဒီတာတယောက်ဖြစ်အတော်ကြီးဝမ်းသာခဲ့မှုတာအမှန်ပဲသူကထိုသတင်းပါသား၍ကျွန်မကိုအတော်ကြီးတောပွားတဲ့သူ့သတင်းကမှန်တော်냐လဲသူကမင်္ဂလာမဆောင်ခြင်းသူ အလွာတွေပကာတနာတွေကိုရှောင်သူစာမျက်နှာထက်မှာကိုရေးကိုရာသတင်းတွေကိုမတင်ခြင်းသူစင်စစ်ဧကန်ဖြစ်လေ၏သူတော့ဘွားလေးကျမကဝမ်းသာခဲ့လေဒါပေမဲ့သူကအမှုပညာသမားပါထို့အမှုပညာသမားကြီးလုံရမှန်သမျှအမှုပညာသတင်းလူမှုရေးသတင်းပညာရေးသတင်းအားလုံးမှလည်းထဲဝင်ရှိတာကကမ္ဘာစာနယ်ဇင်းမူဝါဒါ ဒါပေမဲ့ကျမတို့ရင်းချင်းမှုကတော့စိုးသတင်းကိုအမှောင်ချ၍ကောင်းသတင်းကိုစင်ပေါ်တင်ပေးတတ်သည့်ညာတာတတ်သောရင်းချင်းမှုပါထိုချိန်ကသူ့ရဲ့အမေရဲ့ဒုက္ခအိုးလေးကျေးဇူးပါမိမိတို့ရာဇဝင်တွေကတို့သမီးတို့ဆိုရင်ဘယ်မှာဖွင့်ဖွင့်အသာလေးရက်နာထောင်ရမှကျင်းနေကြသည့်အထိအောင်မြင်ခဲ့သူတချင်းကိုအမှုပညာနဲ့ဆိုသူဤတချင်းအရသာကဒီကနေ့အထိရင်နေဆွဲတော့မယ်သူဆုံးသွားပြီဆိုတော့မယုံပါဘာလို့ချက်ချင်းကြီးဆုံးရတာလဲပေါ့ ထိုရက်တွေကကိရသမားလူငယ်တယောက်ဆုံးမိဟုကောလာဟာလာကြားနေစဲမှာရုတ်တရက်ကြီးထူအိမ်တဲကဆုံးရတဲ့။နောက်နေ့သတင်းစာမှာသူ့နိုင်ရေးဖတ်ခဲ့ရည်။သူဆုံးပြီဆိုတော့ကျမတို့ဘာကိုနှမျောရမှန်းမသိအလွန်မင်းနှမျောနေကြ ਈ အရာရာဟာအတိပဲနေသွားတဲ့အောင်ပဲဒါဟာလူဖြစ်ရခြင်းဤတန်ဖိုးတယ်လားသူ့ဇာပနာကိုကျမတို့တွားဖို့ပါသည်ဘလို့မှတိုးမပေါက်သည့်ဇာပနာလူငယ်များကကြိတ်ကြိတ်တို့မင်းသားမင်းသမီးအစိုးရတွေကြီးဖို့လာသူများကတတ်တတ် ထွေတဲ့ပြိသက်ကတတ်သက်သူ့ဇာပနာမှာသူ့နောက်ဆုံးမျက်နှာကိုမြင်ချင်၍လာကြသူများအားလုံးနေပါ သူ့မိသားစုမှလွဲ၍ဘသူမှမမြင်လိုက်ရအောင်ပဲအစီစဉ်မကြမနာအလဲလဲအပြူပြူတွေဖြစ်ပြီးနောက်ဆုံးဇာပနာခေါင်းကိုပဲအတင်းတွန့်ထုတ်ထမ်းပြရသည့်အထိပြိသက်ကိုထိမ့်မရနိုင်ခဲ့သူ့နောက်ဆုံးအယ်ဘမ်ခေါင်းစဉ်ဖြစ်သောတနေ့စာအလွဲများဟာဒါများလားမသိနိုင် ့အပေါ်ချစ်ခင်သူများထဲမှာစာပေအမှုပညာသမားတွေလည်းအပြည့်လေထံကုန်းကနေလိုက်ပို့ကြတာပါရမီကားကြီး၅စီးလုံးလိုအပြည့်မတ်တက်ရက်လျက်ကားပေါ်မှာပသိမ်သားတွေပါလာ ਈ ရရကားတွေနဲ့ရန်ကုန်တက်လာကြတာတဲ့ထိုချိန်ကပသိမ်မှာရေကြီးချိန်ကားလန်းတွေပိတ်ချိန်မှာသူတို့ကြေကွဲစွာရောက်လာကြလေလမ်းမှာသူ့အကြောင်းပြောရင်ကျမကစိတ်ချင်ပေါက်စွာ ူ့ကိုဘသူတွေဝိုင်းလွန်းကြအောင်မလဲမသိဘူး။သူ့တခြင်းတွေမစိုးကြပါနဲ့လို့တားဖို့ကောင်းတယ်ဟုရှင်းနေကတိုင်းပြောမိသည်။ဆီယမတမ်းမြောင်တို့ကထောက်ခံကြသည်။ လမ်းမှာတလန်းလုံးရပ်ပါလာတော့ဆီယာမတက်မြောင်က ထွင့်တင်ဤသမီးလေးမိကုံထုံးငယ်ငယ်ကခဏခဏဖြားလွန်၍မိတ်ဆွေဆီယောင်ဝစီခေါ်သွားခဲ့ဘူးကြောင့်ဆီယောင်ဝန်ကခလေးကိုခေါင်းကနေရေလောင်းချိုးတာကိုစိုးရင်တကြီးဖြစ်နေခဲ့သောထွင့်တင်အကြောင်းနဲ့သမီးလေးမိကုံထုံးကိုသူ့တိတ်ချစ်ကြောင်းတွေဝမ်းနဲ့တတ်တာပြောသွားခဲ့သမျှစုနေစွာကျမတို့နားထောင်လို့ပေါ့ မြို့ထဲကရေဝဲထီလိုက်ပို့ခဲ့ကြသည်မှာဒီလိုဖြစ်ရလေခြင်းဟုမကြေမနက်ဖြစ်ကြရသည်ကျမတို့ဆိုလူအုပ်လိုင်းနဲ့ရင်ထိုးနေတာကိုခင်မွန်းတယ်လေဘယောက်နေမှမသိဘေးနာကညမလေးထွေးထွေးလက်ကိုသာအတင်းဆုပ်ပြီးမလဲစီနဲ့ဟူ၍တွင်တွင်သတိပေးနေရင်အသက်ရှူမွားတောင်ဖြစ်ခဲ့ရသည်မဟေဒီမဂ္ဂဇင်းကဆီယာမတင်းတင်းသာနဲ့ သူနဲ့အိမ်လဲလူစုွယ်အစိုးရကင်စားလဲသူညမကိုလိုက်ရှာနေဖြစ်ကုန်၏ကျမတသက်လုံးလိုက်ပို့ခဲ့ဘူးသည့်ဇာပနာများစီကားသည်နောက်ဆုံးခရီးစီကားသည် ဆိုတာရထက်များစွာများစွာလူတွေလူတွေဆိုတာကျမတို့ဘယ်သူမှမငိုနိုင်ကြပါစိုးနေစွာမကျေနပ်စွာဖြင့်သူ့ကိုခူးသွင်းမိနေရသည့်လိုက်သွားကြသည်လူအုပ်ကိုကြောက်ပြီးအချိန်လုံးတော့ဖွင့်မပြရဲတော့ဘူးဆိုလား လုံးကျုံရေးတောင်းတဲ့သူတွေကမထင်ရတော့ဘူးဆိုလားမသိမသိချင်းတွေနဲ့သူ့ကိုကူးသွင်းမိနေရစီတွားကြတော့အတားစီအဖြစ်အကျော်တွေလုတ်ခဲ့ကြရပြန်သည်ထို့အချိန်မှာကျမအတော်ကြီးဒေါသဖြစ်နေပါပြီဒါနိုင်ငံကျော်ဆိုတော့တယောက်ကြီးအောင်မြင်မှုတယ်လားဒါတီးရင်စရာတယောက်ကြီးလက်ပြနှုတ်ဆက်မှုတယ်လားသူကတော့ဘာမှမသိနိုင်ပါလိကျမတို့ကိုယ်တိုင်ကူးသွင်းသောနေရာနာရောက်အောင်မင်းဲသွားခဲ့တာတော့မသွားရမလာရနဲ့လက်တွေချိတ်ဆွဲတားနေကြသေးဤ ဒီချိန်မှာတေးဝင်းမင်းထွေးပောက်ကွဲခြေခွဲတံကိုပြပြတတကြလိုက်ရပါသည်ခမားတို့ဒီလောက်မတားနဲ့ဒါအာတစ်စ်တွေဗျကျွန်တော်တို့နားလေတဲ့တဲ့ကျမသူ့ခန်းစားချက်တွေနားလေခဲ့ရပြန်ဤဒီတော့မှာထွင့်တဲ့လဲလျောင်းနေသောနေရာမှာမြင်းနေကြနေလေထို့အရာတွေအတွက် အတော်ကြီးစိတ်ပြတ်နေမိလားမသိနိုင်ပါကျမတို့ကသူ့ကွယ်လွန်ပြီဆိုတာကိုအတိအမှန်မပြူကြပါသူ့အကြောင်းပြောနေစေပင် ကျမခင်မွန်ပကြီးဆရာကသူ့ပုံကိုပုံတူထိုင်ဆွဲခဲ့သည်တနအီရဲနဲ့ပြီးသွားသောပုံတူကိုသူ့အိမ်မိသားစုစီပို့ပေးလိုက်လေဤမြလောက်နှစ်သက်လေးစားကြပါသည်တလောစီကသူ့အိမ်လေးကိုပြတိုက်လို့မိဟုကြားရသည်ပြတိုက်ဆိုတာလူတော်တွေအတွက်ထားတာဟုသိမ့်တင်သားကအနက်ဖွင့်သည်သူ့အမတ်တရားတွေစုဆောင်နေကြသည်ဘလိုပဲဖြစ်ဖြစ်တနေ့နေမှာသူ့အိမ်တွင်ပြတိုက်သူတွားကြည့်ရလိမ့်မည်ဟုသာတွေးရင်နေဝင်ရေးမူဒီတာမဂဇင်းအမှတ်၁၄၂၀၀၅ ဒီဗီဒီယိုလေးကိုစုံတီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်